ချစ်မချစ်မရွှေစနေတတ်မီအားလုံးမင်္ဂလာပါနော်ချစ်မချစ်မရွှေစနေတတ်မီတွေကိုဒီတပတ်တာကလာမှာတွေ့ကြအောင်မကန့်ချမအဆူကောက်နေတဲ့အတူဆောင်းရှောင်းရံလေးတွေကိုလေးပြပြပေးဖို့မှာဖြစ်ပါတယ်စနေတတ်မီအတွက်ချဲ့ရလာတဲ့ကန်မစ်ကလေးကတော့ရေခွက်နှစ်ခွက်ဆိုတဲ့ကန်မစ်ကလေးပဲဖြစ်ပါတယ်ကန်မစ်ကလေးရဲ့စနေတတ်မီတွေကဒီကလာလေးတွေမှာမိမိကအလုံးတွေကအိမ်တွေကအပြောင်းရွှေ့လေးတွေဖြစ်တတ်တယ်ပေါ့နော်စနေတတ်မီရဒီကလာလေးမှာလုံငန်းကန်ကန်ကိစ္စရင်းနဲ့ပတ်သက်ရင်မိမိကအလုံးမှာရာရုတိုးတာတို့အလုံးမှာတဆင်မြင့်လာတာတို့အဲမိမိ ကကိုပိုင်စီးပွားရေးလုပ်နေတဲ့သူဆိုရင်မိမိကစီးပွားရေးမှာဖြစ်မြအောင်မြင်လာတာတို့ဒါမျိုးလေးနဲ့တွေ့ကြုံရတတ်တယ်။စနေသမီးတွေအဓိကလာလေးမှာငွေရေးကြီးနဲ့ပတ်သက်ရင်မိမိကငွေအစုလိုက်အပြုံလိုက်ဝင်လာတတ်တယ်။ငွေဝင်မှုအကြောင်းကြီးကလည်းပေါ်လာတတ်တယ်။စနေသမီးတွေအဓိကလာလေးထဲမှာပေါ့နော်တင်းလာတဲ့ပစ္စည်းတွေလည်းဝင်တတ်တယ်။အဥမာကားတို့အတခြားသောတင်းလာတဲ့ပေါ့နော်အဲ တင်းလှန်တဲ့ပစ္စည်းတွေဟိုဝင်လာတတ်တယ်အကျိုးပေးတတ်တယ်စနေသမီးတွေကဒီကလာလေတဲ့မှာပေါ့နော်မိမိကရေလန်းခီးကဧည့်သည်ရောက်လာတာတို့ဒီဧည့်သည်ကလည်းမိမိအတွက်အကျိုးပေးတဲ့ဧည့်သည်မျိုးဖြစ်တတ်တယ်စနေသမီးတွေကဒီကလာလေမှာအလုံးနေရာတို့အိမ်နေရာတို့အပြောင်းအရွှေ့လေးတွေအနည်းငယ်တော့ဖြစ်တတ်တယ်အဲဒါပေမဲ့မိမိအတွက်ပေါ့နော်အဲအိုးအိမ်ဆိုလို့ရှိရင်လည်းအဲမိမိအတွက်ပေါ့နော်ကောင်းသောပြောင်းလဲခြင်းမျိုးဖြစ်တတ်တယ်ဥမာအိမ်ပြင်ရတာတို့အိမ်ဆောက်ရတာတို့အဲ အိမ်နေရပေါ့နော်အဲဒီနေရာနေပြီးတော့အပေါ်တက်ကိုပြောင်းရတာလို့ဒီလိုမျိုးအပြောင်းအရွှေ့လေးတွေအနေငယ်လေးဖြစ်တတ်တယ်အဲစနေသမီးတွေအဓိကလာတယ်မှာမကြာခဏဆိုလို့ခီးလက်ထွက်ရတတ်တယ် ဒါပေမဲ့ထွက်ရတဲ့ခီးကလည်းမိမိအတွက်ကောင်းသောခီးမျိုးလည်းဖြစ်တဲ့။စနီတသမီးတည်းအဓိကလာတဲ့မှာမိတ်ဆွေတူတူယောက်ကြောင့်မိမိကစိတ်ပူပင်တော့ကလည်းရောက်ရတတ်တယ်။တသမီးရှိတယ်ဆိုလို့ရှိရင်လည်းတတိထားဒီတသမီးကအိမ်ကနေထွက်သွားရတာတို့အဲတသမီးကြောင့်မိမိကစိတ်တော့ကရောက်နေရတာတို့ဒါမျိုးလေးနဲ့လည်းတွေ့ကြုံရတတ်တယ်။စနီတသမီးတည်းအဓိကလာလေးတဲ့မှာချစ်သူအိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့ပေါ့နော်။ မိမိကအာချစ်သူအိမ်အောင်ဘက်နဲ့မိမိနဲ့ပေါ့နော်အအဆင်ပြေနေတာတို့ချစ်သူအိမ်အောင်ဘက်ကြောင့်မိမိကပေါ့နော်အစိတ်ချမ်းသာတာတို့သူနဲ့ကိုနဲ့ပေါ့နော်အအတူတူပူးပေါင်းပြီးတော့အတူတူပူးပေါင်းပြီးတော့ပေါ့နော်အအစုမိစောင်းမိတာတို့အတိုင်မင်တာတို့အတိုင်မင်တဲ့ကိစ္စလေးတွေပေါ်လာတာတို့အတမျိုးလေးတွေတွေ့ကြုံရတတ်တယ်အ စနေတမ်းမီရီအဓိကလားလေးတဲ့မှာပေါ့နော်အဲမိမိကကျမရင်နဲ့ပတ်သက်ပြီးရင်မိမိကနှလုံးရောဂါဖြစ်တာတို့အဲမိမိကမောတာတို့ရင်ကျက်တာတို့အဲဒါမျိုးလေးဖြစ်တဲ့အတွက်ကြောင့်သတိထားသင့်တယ်စနေတမ်းမီရီအဓိကလားလေးတဲ့မှာမိမိကပေါ့နော်တီလာရှင်ဆရာလေးတပါးပါးကိုမိမိကငွေ1000နဲ့တရွတ်အစက်ကလူတန်းချင်းဖြစ်မိမိရဲ့ကញ្ញန်းခိုက်တရားပြပြောက်သွားစေမယ်လက်ကီကလာလေးကတော့အပြာရောင်တို့အဝါရောင်တို့ကလက်ကီကလာလေးဖြစ်ပြီးတော့6ခန်း၄ခန်း၃ခန်းနေရတော့မိမိရဲ့လက်ကီခန်းလေးတွေပဲဖြစ်ပါတယ်အလုံး ်ကျေးဇူးတင်ပါတယ်ကျမတို့မယ်ကတော့စမအင်းကြီးကျမ်းမို့ပါနောက်ပြီးတော့လေးကျမပြန်ဆုံးမယ်နော်ကျမချင်းမိတ်ဆွေအစနေတည်းလေကိုစိတ်နှပြကျမချမ်းသာလို့စီးပွားဥစ္စာများဒီရလာတနေ့တခြားတိုးတက်အောင်မြင်ရရှိချမ်းသာပါစေလို့ကျမဒီ